ဘလွန်သွားတဲ့ပုံကူတွေကိုအမြရအောင်ဘလွန်အမြပေးဝေရမလဲဆိုတော့ဒီလိုမင်းမျိုးကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်ကဇာနုသောနိအမိရတဲ့ပုံသားကြီးတယောက်ကမြတ်စွာဘုရားကိုမေ့လျှောက်ခူးတယ်။သူ့ရဲ့ဖိုးဘွားတွေကိုအလူတန်းနဲ့ပြုလုပ်ပြီးတော့အမြပေးဝေရင်ရနိုင်ပါသလားဆိုပြီးတော့သူအကျဉ်းသိချင်းလို့မေ့လျှောက်တော့မြတ်စွာဘုရားကရနိုင်တဲ့ဘုံဘွားလည်းရှိတယ်မရနိုင်တဲ့ဘုံဘွားလည်းရှိတယ်။မြတ်စွာဘုရားကဒီလိုမိန့်တော့ ဇာနုသောတိပုံနာကြီးကနားမလဲတော့အကျယ်ထက်လျှောက်မြတ်စွာဘုရားကလည်းအကျယ်မိတ်နေလူတွေမှာဂတိ၅မျိုးရှိတဲ့ထဲမှာတဲ့ဒေဝဂတိမနုဿဂတိတိရိစ္ဆာနာဂတိနိရိယဂတိပေတဂတိဆိုတဲ့အဲ့ဒီဂတိ၅မျိုးသိပြီးနောက်ပဲတမျိုးမျိုးရောက်ကြရတယ်အဲ့ဒီ၅မျိုးထဲမှာ၄မျိုးဖြစ်တဲ့ဒေဝမနုဿပေတအဲ့ဒေဝမနုဿ နိတရတိရိစ္ဆာနာဆိုတဲ့လူဖြစ်မဲ့နတ်ဖြစ်မဲ့ငရဲကြမဲ့တိရိစ္ဆာန်ဖြစ်မဲ့ဆိုရင် အမြာပေးဝေလို့မရဘူးသူကလည်းတာတုခေါ်လို့မရဘူးအဲလိုမဟုတ်ဘဲနဲ့ပေတာဂတိခေါ်တဲ့ပိတ္တာဘုံဘွားရောက်မဲ့ဆိုလို့ရှိရင်တော့အမြာပေးဝေလို့ရတယ်သူလည်းတာတုခေါ်လို့ရတယ်ကောင်းကျိုးချမ်းသာလည်းရရှိနိုင်တယ်အဲ့တော့ပေတဂတိထဲမှာတော့မဟုတ်ဦးဇင်းတို့ပိဋ္ဌာ၄မျိုးရှိတယ်။ရှားတဲ့ပိဋ္ဌာကဝိမာနိကပိဋ္ဌာခေါ်တဲ့ ။တနည်းအားဖြင့်ပြောရင်ဗရတတုပါဇီဝိကပိတာခေါ်တဲ့သူတစ်ပါးရဲ့အမျှကိုစောင့်စားပြီးတော့စားတော့ရတဲ့ဒီပိတာမျိုးဖြည်းမှမျှပေးဝင်လို့ရတာ။အဲ့တော့ဒါကတော့ပထမဆုံးသိရင်သိထိုက်တဲ့အချက်ကလေးပေါ့နော်။ခုနကပြောတဲ့ဂတိငါးမျိုးတွေကပိတာဂတိဖြစ်မှအမျှပေးဝင်လို့ရတယ်။အကယ်၍ပိတာဂတိဖြစ်တဲ့လူကိုကယူဆတယ်ဟိုမှန်းဆပြီးတော့သိရတယ်ဆိုလို့ရှင်အများရောက်ဘယ်လိုပြေးဝေးရမလဲဆိုတော့ ဦးဇင်းတို့ပြိတ္တတော်တွေဖတ်ရှုလေ့လာပြီးတော့ဖြေကြရမယ်ဆိုလို့ရှိရင်အင်္ဂါ၅ချက်လိုတယ်ပေါ့တေတူကိုရည်မှန်းပြီးတော့လှူဒန်းတဲ့ကုသိုလ်ကောင်းမှုမှာအင်္ဂါ၅ချက်လိုတယ်အဲ့ဒီအင်္ဂါ၅ချက်ပြည့်မယ်ဆိုလို့ရှိရင်ဒီတည်တဲ့သူတနည်းအားဖြင့်သိတ္တဘဝရောက်တဲ့ပုဂ္ဂိုလ်ဟာအများတန်းရနိုင်တယ်ပေါ့နံပါတ်၁အလူကံပုဂ္ဂိုလ်ရဲ့အင်္ဂါပြည့်စုံမှုတဲ့နော်သီလပြည့်စုံတာကိုပြောတာလူကံပုဂ္ဂိုလ်ကဒုတိလမဖြစ်ရဘူးတဲ့သီလပြည့်စုံရမယ်အဲ့တော့တေချာတာတစ်ခုကတော့ပုဂ္ဂိုလ်ကိုမလူနဲ့ပေါ့ တန်ကာကိုပဲလှူပေါ့တန်ကာဆိုတာကမျက်မှောက်တန်ကာဖြစ်ရှင်တို့ကိုယ်အိမ်မှာ၄ပါ၄ပါထက်ပင့်ပြီးတော့လှူပေါ့နော်ဘာမို့တန်ကာကုံကိုရည်မှန်းပြီးတော့လှူတန်းနိုင်လည်းရတယ်တန်ကာဆိုလို့ရှင်တော့ဒုတိယမဖြစ်တော့ဘူးနော်ဒုတိယမဖြစ်တော့တဲ့အတွက်ကြောင့်ကိုယ့်ဘက်ကအဲအလှူကပုဂ္ဂိုလ်ဘက်ကအင်္ဂါကတာပြည့်စုံသွားပြီနံပါတ်၁ပေါ့နော်နံပါတ်၂ကအလှူပေးပုဂ္ဂိုလ်ရဲ့စိတ်ထားတတ်မှုတဲ့လူဝေးပုဂ္ဂိုလ်ကဘယ်လိုစိတ်ထားထားရမလဲဆိုလို့ရှင် ဒီကိုတေတဲ့သူကိုရင်မှန်းပြီးတော့လူတန်းတဲ့ကုသိုလ်ပဲလို့စိတ်ထဲမှာဒီလိုထားရမယ်တေတဲ့သူကိုရကျင်တဲ့စိတ်ပေါ့စိတ်စေတနာပေါ့ဒါကအလူပေးပုဂ္ဂိုလ်ရဲ့စိတ်စေတနာနောက်နံပါတ်3ကအလူပေးတဲ့ပစ္စည်းတဲ့အလူပေးတဲ့ပစ္စည်းကဟိုပြည့်စုံမှုရှိနေရမယ်ပြည့်စုံမှုရှိနေရမယ်ဆိုတာကဦးဇင်းတို့ပိဋကတ်တော်ထဲမှာ၅မျိုးပြတယ်ပေါ့နော်စာရေးဝေရေး သွားရည်နေရည်ပြီးတော့တောက်ရည်ပေါ့နော်အဲ့ဒီငါးမျိုးပြည့်စုံရမယ်တဲ့အဲ့ဒီငါးမျိုးပြည့်စုံမှသူကဟိုလူတယောက်သူတို့နေ့စဉ်စားတောက်နေတာပဲကြည်ပေါ့နော်သမင်းစားသလိုရေလဲတောက်တယ်ရေတောက်သလိုညောင်းညာဆန်းတယ်ညောင်းညာဆန်းမှုဟိုနေစရာလဲလိုတယ်ပြီးလို့ရှိရင်ဝတ်စရာလဲလိုတယ်နော်ပြီးလို့ရှိရင်သွားစရာလဲလိုတယ်ပေါ့ဒီငါးမျိုးတော့အောက်ထစ်ဆုံးပါရမယ်ပေါ့နော်ဒါကဥစဉ်တို့အလှူပေးတဲ့ပစ္စည်းဝတ္ထုရဲ့ပြည့်စုံမှုပေါ့နော် သုံးမျိုးရှိသွားပြီ။နောက်နံပါတ်၄ကအဲ့ဒီခုနကပြောခဲ့တဲ့ထက်ကသုံးချက်ပေါ့။အဲ့ဒီသုံးချက်ပြည့်စုံရင် तू ကလှူလို့ရပြီ။လှူပြီးလို့ရှင်ရင်တဲ့နံပါတ်၄ချက်ကအဲ့ဒီလှူလိုက်တဲ့ကြံရည်သူပိသားသူကအမြပေးဝေမှုဆိုတဲ့နံပါတ်၄အင်္ဂါနဲ့လည်းပြည့်စုံရမယ်တဲ့။နော်အမြပေးဝေရမယ်ပေါ့။နံပါတ်၅ကြတော့အဲ့ဒီအမြပေးဝေတဲ့ဟာကိုလည်းတစ်ဖက်ကလှူလို့ချင်းချင်းနဲ့တာတုခေါ်ရမယ်။ဒီ၅ချက်နဲ့ပြည့်စုံရင် ကိုယ်လွန်သွားတဲ့ပုံကူတွေကိုညီမှန်းပြီးတော့လူတဲ့နဲ့ကုသိုလ်ဟာရရှိနိုင်တယ်ရောက်ရှိနိုင်တယ်တခဏအတွင်းကိုရောက်ရှိနိုင်တယ်လို့ဆိုတယ်เนาะနောက်တစ်ခုကဒီမေကိုအောက်မှာဖြည့်ထားတဲ့လူတွေပေါ့เนาะတချို့ကလည်းအမီကိုမေးပြီးတော့တချို့ကလည်းအမီကိုခေါ်ပြီးတော့အများပေးဝေပေါ့ဒါလည်းကောင်းပါတယ်เนาะဘာကြောင့်လို့ဆိုတော့ဦးဇင်းတို့ဒီအများမပေးဝေခင်ပေါ့နာမပေးဝေမပေးဝေခင်မှာဘာလို့ရမလဲဆိုတော့ကိုအများပေးဝေခြင်းတဲ့ပုံကူတွေပေါ့เนาะဤသို့ခြင်းတဲ့တူတောက်ပဲဖြစ်စေ အဖွဲလိုက်ပဲဖြစ်စေအဆွေမျိုးတွေအားလုံးပဲဖြစ်စေနော်အဲ့ဒီပုံကိုယ်တွေရဲ့အမိနာမတွေကိုခေါ်ပြီးတော့ဟိုမကြုံလို့ဘွားရောက်တယ်လို့ကိုကသိတယ်ဆိုရင်သူတို့ရှိလောက်ရအရက်မှာသွားပြီးတော့ခေါ်ထားပါဘောနော်ဖိတ်ကြားထားပါဘောအညာတန်းပေးဝေပါမယ်ဆိုပြီးတော့အပြီးလို့ရှိရင်တော့အညာတန်းပေးဝေပါဘာလို့ခေါ်ထားခိုင်းတာတုံးဆိုတော့ဒီအညာတန်းပေးဝေတဲ့နေရာမှာသူတို့တကယ်ရရှိဖို့အတွက်ဆိုလို့ရှိရင်သူကကိုယ့်ဘက်ကပေးယုံနေမြောက်သူတို့ဘက်ကလည်းလိုလိုချင်ချင်နဲ့ လိုချင်နေမှသူကရတာနော်ပြောဆိုလို့ရှိရင်တဲ့ကွယ်လွန်သွားတာ16နှစ်18နှစ်လောက်ရှိပြီဒါပေမဲ့မကျွတ်မလွတ်ဘဝနဲ့နေနေရတယ်အဲ16နှစ်လောက်မရောက်တော့သူသားသမီးတွေကိုအိမ်မပေးတဲ့တခါကြီးကကျွတ်ရှင်လွတ်ရှင်လို့ကုသိုလ်ပြုပြီးအများပေးဝေပါဘောနော်အဲ့တော့သားသမီးတွေကလည်းကုသိုလ်ပြုပြီးတော့အများပေးဝေလိုက်တော့ဒါကျွတ်သွားလွတ်သွားတယ်ထင်ပါတယ်နော်ပြောချင်တာကအဲနာမည်ခေါ်ပြီးတော့ဒါကြိုတင်ပြီးတော့ဖိတ်ထားကောင်းပါတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့တွေ တာတကာလေးကြည့်ကြည့်ရအောင်ဘုရားတို့မြတ်စွာဘုရားလက်ထက်ကတာနာဝါဒီဆိုတဲ့မထေရပါရှိတယ်သူကတော့ယဟန်ပေါ့သူမှလည်းပဲအမေရဲ့ဖေရဲ့ပြီးတော့သူ့ရဲ့အကိုရဲ့ဆိုပြီးတော့လူပေါ်မှာကြံနေခဲ့တယ်ဗောနော်အဲ့ဒီပုဂ္ဂိုလ်၃ယောက်ဟာတော့မှနေတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်သူတို့ဘရဲ့အသက်ကိုတတ်ဖြတ်ပြီးတော့သူကအတမှုဝမ်းကြောင်းပြုလို့ရတယ်သူတို့ချင်းလိုရင်းပြောရင်နောက်ဆုံးသောဆလုံးဝင်လုံသွားကြတယ်ဗောနော်ဝင်လုံသွားကြတော့အကုသူနဲ့ အတမွေးလာတာဆိုတော့သိတော်ဘွားကိုရောက်ကြတယ်သိတော်ဘွားကိုရောက်တော့ဗာပိတာဖြစ်တာလဲဆိုတော့ခုနကပြောတဲ့ဝိမာနိကပိတာဒီနေ့ရောက်ပြီပြရတတုပါဇီဝိကပိတာပေါ့နော်ဖြစ်တယ်အဲ့လိုဖြစ်တော့ဆင်းရဲဒုက္ခတွေမတမခံစားနေရတာပေါ့စားစရာမရှိတောက်စရာမရှိဝတ်စရာမရှိနေစရာမရှိပေါ့ခုနကသူတို့ရဲ့အမျိုးပေါ့နော်သူရဲ့ညီပေါ့ဖေမေတပြောမယ်သူတို့ရဲ့တားပေါ့အဲ့ဒီခုနကတာနာဆိုတဲ့မထေကတာနာဝါတိဆိုတဲ့မထေက ဆုံးခဲ့ကြွားတဲ့အချိန်မှာဘွားကနေဆိုရင်အဲ့ဒီတောထဲမှာကိုထင်ပြကိုထင်ပြတော့ရုပ်တွေကလည်းညှို့နှမ်းပြီးဝတ်ဆရာလည်းမရှိဘယ်လိုကကိုထင်ပြရလဲဆိုသူ့ရဲ့အကူပေါ့သူ့နောင်တော်ဖြစ်တဲ့သူပေါ့ရှင်ပြတပီတော့တို့ကဲပေါင်းစားကြမရှိတောက်ကြမရှိဝတ်ဆရာမရှိနေရမရှိတော်တော်ဆင်းရဲဒုက္ခရောက်နေပါလေဆိုပြီးတော့ရှောက်တယ်တဲ့ရှောက်တော့မထေကကောင်းပြီဆိုပြီးတော့ဒီကုသိုလ်ပြုလုပ်ပေးပါမယ်ဆိုပြီးတော့ပြောပြီးတော့အကြောင်းကိုပြန်လာပြန်လာတော့အဲ့မှာသူစွမ်းခံရတဲ့စွမ်းနေရဲ့ ပြီးတော့တခြားယဟန်နေရတဲ့စွန်းနေပေါ့နော်သူကယဟန်ဆန်နှပါးနဲ့နေတာဒီဆန်နှပါးတော့ယဟန်နေရဲ့စွန်းကိုသူကစွန့်စွန့်ပြီးတော့ခုံနဲ့တေချာပြင်ပြင်ပြီးတော့အဲ့ဒီအဲ့ဒီယဟန်သူနဲ့အတူနေတဲ့ယဟန်ဆန်နှပါးကိုပင့်ပြီးတော့ဒီမှာဒီဆန်းခွဲဝဲတွေဟာအတန်ကတော့ရှင်သူမြတ်တို့ပြဒီဆန်းခွဲပဲတရားတပီတော့တပီတော့ရဲ့မဲတော်ခမဲတော်နဲ့အော်တို့ကိုရည်စူးပြီးတော့လူတဲ့နဲ့စွမ်းနေဖြစ်ပါတယ်3000 3000ရောက်သွားဆိုပြီးတော့လူတယ်ပြီးလို့ရှိရင်ခုနကပြောတဲ့ ကော်လိုနီစာရောက်ရှိသွားတဲ့ခမဲတော်မဲတော်နောင်တော်တို့ကိုလည်းညာတက်ပေးပြီးပါတယ်လို့ပြောပြီးထူပါလေစောင့်နေတဲ့အချိန်စင်တဲ့တာတို့ခေါ်တော့ဟိုစားကြရတယ်ခနာတင်းခနာချင်းရောက်သွားတယ်တဲ့စားကြရတယ်ဟိုမှာအများကြီးပဲတဲ့စိုက်တာကိုမှရွေးစားလို့ရတယ်အဲ့ဒါမပြီးသေးဘူးနောက်နေ့ကျတော့ဒီပိတ်တာကသူ့ရဲ့နောင်တော်ပိတ်တာကဟိုစားတော့တာဆိုတော့အရင်လိုတော့ညှိုးနှောနှမဟုတ်တော့ဘူးပြပြဝဝဆူဆူပြပြပေါ့တိုးပေမဲ့လည်းဝိပလာတွေနဲ့ဖြစ်နေတယ် ဲ့တော့သူကထတ်လျှောက်တယ်တဲ့အဲ့ဒီပိတ်တာအကိုကတတိတော်တို့စားကြတော့ဆရာတော့ပြေဆုံးပါပြီဝတ်ဆရာမရှိသေးဘူးအဲ့လိုပြောတော့ခုနကအတိုင်းပဲပေါ့အကြောင်းပြန်ရောက်လာတယ်အကြောင်းပြန်ရောက်လာရင်သူဘာလုပ်လဲဆိုတော့ဟိုအဲ့တုန်းကအခုလိုသင်ကန်းတွေမပေါ်သေးတော့အမိုက်ပုံတွေဘာတွေမှာသွားပြီးတော့ဒီဝတ်ဆရာတွေကောက်ပြီးတော့ရှော့ဖုတ်ပြီးတော့အခန်းကားကပေါအောင်သင်ကန်းဖြစ်အောင်ချုပ်ပေါ့နော်ချုပ်ပြီးတော့အတိုင်းကဒါနာဖြစ်လှူတယ်မြတ်တမ်းပေးဝေတယ်ဝိဒ္ဒနာတွေရတယ်ဝိဒ္ဒနာရတယ် စားကြလည်းပြည့်စုံပြီဆိုတော့နေရာမရှိသေးဘူးတဲ့နေရာမရှိခုနကလိုပဲရှေးတိုင်းပဲပေါ့အဲ့လိုပဲလာလာလျှောက်လာလျှောက်တော့ဒီယဟန်ကလည်းလက်ခံပြီးတော့အကြောင်းသေးသေးလေးပေါ့ဆောက်ဆောက်ပြီးတော့တန်ဃာတော်တွေကိုလူတန်းပါတယ်တန်ဃာဒါနအဖြစ်နဲ့လှူတယ်လှူပြီးတော့အခုနကလိုပဲအမြဝေတယ်ပေါ့နေရာတွေရတယ်ပေါ့အဲ့ဒါနောက်ပြီးတော့တောက်ဆရာတောက်ရီနော်ဒီရှေးတိုင်းပဲပြီးလို့ရှိရင်တော့စီးစရာရင်စီးစရာရင်ကြတော့ဘာလှူတာလဲဆိုတော့ဖက်နဲ့လှူတာဟာတယ်နော်အခုနကပြောခဲ့တဲ့ ဒီလှူတဲ့ပစ္စည်းဝတ္ထုထဲမှာပါရမယ်ဆိုတဲ့ဟာလေးတွေပေါ့အဲ့တော့ပြောကျင်တာကချက်ဝါပြင်ပြောမယ်ဆိုလို့ရှိရင်တည်တဲ့သူတွေကိုယူမှန်းပြီးတော့လူတဲ့ကုသိုလ်အဲ့ဒီကုသိုလ်ကိုတည်တဲ့သူတွေအမျှရအောင်လို့ဘယ်လိုလုပ်ရမလဲဆိုရင်ခုနကပြောတဲ့အင်္ဂါ၅ချက်ပြည့်စုံပါစေအဲ့ပြီးလို့ရှိရင်ကြိုတင်ဖိတ်တာတွေပြုလုပ်နိုင်ပါတယ်အဲ့ပြီးလို့ရှိရင်တည်တည်ချာချာအမျှပေးဝေပါအစိုးရချက်ကတော့ကိုယ့်ဘက်ကဒီလိုလုပ်ပေမဲ့သူတို့ဘက်ကကိုယ့်အမျှကိုလိုလားနေတဲ့အချိန်မဟုတ်ဘူးဆိုလို့ရှိရင်လည်းမရနိုင်တယ်လို့ သူတို့တွေမသိတဲ့တခြားပုံထာနာတနည်းအားရောက်နေမှဆိုရင်လည်းမရနိုင်ဘူးเนาะဒါကတော့ဦးဇင်းတို့ပြန်မြပေါ့ရေပုံရအဖြစ်ပေါ့လုံးဝမရနိုင်တဲ့တိတိကျကျကတော့ခုနကပြောတဲ့ဂတိ၅မျိုးထဲမှာဒေဝဂတိနိရိယဂတိမနုဿဂတိပြိဆာနာဂတိဆိုတဲ့အဲ့ဒီဂတိ၄မျိုးကိုရောက်နေမှဆိုရင်တော့လုံးဝမရနိုင်ဘူးပေတဂတိကိုရောက်နေမှဆိုရင်တော့ရနိုင်ပါတယ်